ရန်ကုန်မန္တလေးအမြန်လမ်းမှာဖြီးတဲ့တင်ရင်တိမ်မောက်မှုဖြစ်ပွားပြီးကိုဦးထိခိုက်ဒဏ်ရာရရန်ကုန်မန္တလေးအမြန်လမ်းမှာကြီးမိုင်းတိုင်းမှန်36မြောင်းတောင်းတုံညဖာလုံးဒီမှာပဲဖြီးတဲ့တင်ရင်စည်းတိမ်မောက်မှုဖြစ်ပွားပြီးတော့ရင်ပေါ်မှာပါလာတဲ့သူတွေကကိုဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အမြန်လမ်းမိသက်ဖွဲ့ထံမှသိရပါတယ် ဖြစ်စဉ်ကတော့ဒီကနေ့မတ်လ20ရက်နေ့မနက်စောပိုင်းမနက်6နာရီနဲ့မိနစ်40အချိန်ကအဲ့ဒီနေရာမှာရေမတော်စမှုဖြစ်ပေါ်တဲ့ဆိုပြီးတော့သတင်းရတဲ့အတွက်စကိုင်းရဲ့အမြန်လန်းမီသက်စကန်ကတပွဲဝင်နေရဲစကိုင်းရဲ့အမြန်လန်းရေစကန်ကစကန်မှုအပါဝင် ကိုုံးနဲ့အတူကုညီကစိလုပ်ငန်းတွေကိုတွားရောက်ဆောင်ရွက်ခဲ့ကြရတယ်လို့သိရပါတယ်။နေပြည်တော်ဘက်ကနေမန္လေးဘက်ကိုမောင်းနှင်လာတဲ့ယူတောင်းမျိုးစားဖြူနေဝါယောင် expect key တဲ့တင်ရင်ဟာ မိုင်းတိုင်းမှတ်3လေး6မီတာတော့တုံညဖာလုံးအနည်းရောက်မှာတော့ရင်မောင်းကအိတ်ငှက်ပြီးတော့လမ်းလေကျွန်းကိုဝင်တိုက်မိပြီးအချိန်မထိန်းနိုင်ပဲနဲ့တိမ်မောက်ရက်တန့်သွားခဲ့လို့ဆိုပါလေအဆိုပါရင်မတော်ဆမှုကြောင့်ရင်မောင်းမှာပါလာတဲ့ရင်မောင်းအပါဝင်26ဦးတည်းကမျိုးသားတဦးမျိုးသမီး၈ဦးစုပေါင်း9ဦးဟာထိခိုက်ဒဏ်ရာရရှိရတဲ့အတွက် EMS 192 United နဲ့တရားဥပဒေပြည်သူ့စည်းရုံးကိုပို့ဆောင်ကူညီပေးခဲ့ရကြောင်းသိရပါတယ်